မဲမင်္ဂလာပါ Computer Knowledge for Kids Episode 5ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Computer Memory ကိုနားလည်ဖို့အရင်ဆုံး Memory ဆိုတာဘာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါရစေ။ Computer ရဲ့ Memory ဖြစ်ဖြစ်လူရဲ့ Memory ဖြစ်ဖြစ် Memory ရဲ့အခြေခံရွယ်ချက်ကတော့ Information သတင်းအချက်လက်တွေကိုအချိန်ကာလတချို့အတွင်းမှာသိရှိနိုင်မှုပါပဲ။အဲဒီမှာစိတ်ဝင်စားစရာကောင်းတာကတော့ လူရဲ့ memory ကသတင်းအချက်အလက်တွေကိုမှတ်မိတာထက်မိထားတာက ပိုများပါတယ်။ဒါကတော့လူအုံနောက်ရဲ့အားနည်းချက်တစ်ခုပေါ့။သတင်းအချက်အလက်တွေကိုသိသိကိုအာရုံမစိုက်ထားအောင်ဆိုရင်ကျမတို့ရဲ့အုံနောက်တွေကဘလို့မှမမှတ်မိနိုင်ပါဘူး။ ေကမီလီယိုဒလွန်လို့သတင်းအချက်အလက်တခုကအရေးကြီးရဆိုရင်အာယုံစိုက်တတ်ကြပါတယ်။ဒါပေမဲ့အားနဲ့စတိုင်းကမကောင်းတာပဲလည်းမဟုတ်ပါဘူး။ဥပမာမေးလိုက်တယ်ဆိုတာကအမိုက်ပုံးတဲ့ကအမိုက်ဟောင်းတွေကိုရှင်းလင်းပြီးမှပြန်ဖြည့်ရတဲ့တူပါရဲ့။လူတွေရဲ့မှတ်ညာ memory ရဲ့မှာမှတ်မိခြင်းဆိုတာရှိတယ်။ဥပမာအခုကျမပြုံပြုံကို အရှိတဘက်က episode မှာတွေ့ဘူးတယ်လို့မျက်မှန်းတမ်းမိနေတာမျိုးပေါ့။ နောက်ပြီးတော့သိတယ်လို့ထင်ခြင်းဆိုတာရှိတယ်။ဥပမာစကလုံးတစ်လုံးမျက်စိရှိမှပေါ်လာတော့ဒီစကလုံးကငါသိတယ်ဆိုပြီးတော့တွေးမိတာမျိုးပေါ့။စသည်ဖြင့်လူတွေက information သတင်းအချက်အလက်တွေကိုမှတ်ညံထဲမှာစုဆောင်းထားပြီးတော့မလိုအပ်သေးတဲ့အချိန်တွေမှာမိချလိုက်ပါတယ်။လိုအပ်တဲ့အချိန်ရောက်ရင်အထက်ထက်ခါခါပြန်စဉ်းစားလိုက်ပြန်ပေါ်လာလိုက်ပြီးတော့လည်းပြန်မိသွားလိုက် ဖြစ်တတ်ပါတယ်။ ကွန်ပျူတာမမ်မရီတွေကတော့လူတွေရဲ့မှတ်ဉာဏ်နဲ့မတူပါဘူးသူတို့က binary တနည်းအားဖြင့်0နဲ့1ဆိုတဲ့ကဏ္ဍနှစ်ခုကိုအသုံးပြုပြီးတော့အလုံးလုံးကြဖြစ်ပါတယ်ဒီတော့ကွန်ပျူတာတွေကတခုခုကိုသင်ယူပြီးပြီဆိုရင် crash ဖြစ်ပြီးတော့မိသွားတာလွှဲရင်ကျန်တဲ့အချိန်တွေမှာလုံးဝမမိကြပါဘူးဒီလိုဆိုရင်မြန်မာငွေ9000ကျပ်လောက်ပဲရှိတဲ့ pen drive ကလူရည်မှတ်ဉာဏ်ထက်မှတ်မိနိုင်စွမ်းပိုများတာပေါ့ လူရရဲ့မှတ်ဉာဏ်နဲ့ကွန်ပျူတာရဲ့ memory မှာတူညီတဲ့အချက်ကတော့နှစ်ခုလုံးက memory နှစ်မျိုးရှိခြင်းပဲဖြစ်ပါတယ်။ကဲစိတ်ဝင်စားဖို့ကောင်းတယ်မလား။ပြုံးပြုံးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်။လူရဲ့မှတ်ဉာဏ်ကိုတော့ short term memory မကြသေးခင်ကမြင်ခဲ့ကြားခဲ့စိတ်ကူးခဲ့တဲ့အရာများအကျွတ်မှတ်ဉာဏ်နဲ့ long term memory ကောင်းကောင်းမမိတော့သင်ယူခဲ့တဲ့အရာတွေနဲ့အတွေ့အကြုံများအတွက်မှတ်ဉာဏ်ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်။ ဒီလိုပဲကွန်ပျူတာတွေကလည်း short term နဲ့ long term memory နှစ်မျိုးရှိတာပေါ့ဒီ memory နှစ်မျိုးကို internal memory လို့ခေါ်တဲ့ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ built in memory မှာတွေ့နိုင်မှာပဲဖြစ်ပါတယ် internal memory ကတော့ကွန်ပျူတာတွေ data သိမ်းဆည်းရယူရဖြစ်စဉ်ကိုပုံမြင်စေပါတယ်ဒါကြောင့်ကွန်ပျူတာရဲ့လက်ရှိလုပ်ငန်းစဉ်တွေပြီးမြောက်ဖို့အတွက်အသုံးပြုတာပေါ့ဒီ internal memory မှာမှာနှစ်မျိုးချက်ခွဲထားပါတယ်တစ်ခုကတော့ RAM random access memory ဖြစ်ပြီးတော့နောက်တစ်ခုကတော့ rom read only memory ပါ ram ဆိုတဲ့ memory ကတော့အချက်လက်တွေကိုကွန်ပျူတာဖွင့်ထားတဲ့ခဏပဲသိမ့်နိုင်တဲ့ memory အမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့ rom ကတော့မတူဘူးသူကအချက်လက်တွေကိုကွန်ပျူတာမဖွင့်ထားရင်တော့သိမ်းဆည်းထားနိုင်တဲ့ရေရှည် memory တစ်ခုပေါ့ ဒီတော့အချက်လက်တွေကိုခဏပဲသိမ်းဆည်းထားနိုင်ရင် RAM အချက်လက်တွေကိုကွန်ပျူတာပိတ်ချသည့်တိုင်အောင်ရေရှည်သိမ်းဆည်းထားနိုင်ရင် ROM ဖြစ်တယ်။ Okay ပြုံးပြုံးအလွယ်ဆုံးရှင်းပြလိုက်ပြီနော်။ဒါဆိုရင် ပြုံးပြုံးနဲ့အတူဆက်ပြီးတော့တခြားလေ့လာကြည့်ကြမယ်။ RAM ကကွန်ပျူတာရဲ့အချက်လက်ရေးတာတွေဖတ်တာတွေကိုမြန်မြန်လုပ်ဆောင်နိုင်ပါတယ်။ပြီးတော့တစ်ချိန်တည်းမှာပဲကွန်ပျူတာထဲမှာရှိတဲ့ဘယ်နေရာကအချက်လက်တွေကိုမဆိုးရယူနိုင်စွမ်းလည်းရှိတယ်။ RAM မှာအကြီးကအဖြစ်အမျိုးအစားနှစ်မျိုးရှိပါတယ် DRAM Dynamic RAM နဲ့ SRAM Static RAM ရဲ့ပဲဖြစ်ပါတယ် DRAM ကတော့ SRAM ထက်စည်သက်သာပြီးသူက SRAM ထက်တောင်ပိုပြီးတော့အချက်လက်တွေကိုသိမ်းဆည်းထားနိုင်ပါသေးတယ် eRAM ဆိုတာကတော့ cache memory ကိုခေါ်တာပဲဖြစ်ပါတယ်။သူကတော့ CPU ရဲ့အထင်းမှရှိတာပါ။ eRAM ကတော့ဈေးအကြီးဆုံးဖြစ်ပြီးတော့အမြန်ဆုံးနဲ့ battery စားအသက်သာဆုံးလည်းဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့အခြားလက်တွေကိုအနည်းငယ်သာသိရှိထားနိုင်ခြင်းပဲဖြစ်တယ်။ SRAM နဲ့ eRAM ကတော့အခြေရန်အားဖြင့်လုံဆောင်ချက်တွေတူပါတယ်။ VRAM ကတော့ DRAM နဲ့လုံဆောင်ပုံစံတူပြီးတော့သူ့ကိုတော့ပုံတွေ၊ဒီဇိုင်းတွေစတဲ့အခြားလက်တွေကိုဖတ်ဖို့တည်တံ့လုပ်ထားတာပေါ့။ကဲဒါဆိုရင် ROM ရော ROM မှာလည်း RAM လိုပဲအမျိုးအစားတွေရှိတာပေါ့။ ROM ဆိုတာကတော့ read only memory အချက်အလက်တွေကိုဖတ်လို့ရတဲ့ memory ပေါ့ကျမတို့ဖုန်းတွေကင်မရာတွေကွန်ပျူတာတွေမှာရှိတဲ့ flash memory solid state drive SSD hard disk drive HDD တွေကတော့ ROM အမျိုးအစားတွေပဲပေါ့သူတို့ကအချက်အလက်တွေကိုစက်ပိတ်ထားရင်တော့ဆက်လက်သိမ်းဆည်းထားနိုင်ကြတယ်တနည်းအားဖြင့်ပြောရရင်တော့သူတို့ကို EEPROM electrically erasable programmable ROM မြန်မာလိုဆိုရင်တော့အချက်လက်တွေကိုပြန်ပြင်ပြန်ဖြတ်လို့ရတဲ့ ROM လို့ခေါ်ပါတယ်။ကြုံကြုံတို့အခုအသုံးပြုနေတဲ့ digital computer ရဲ့ memory ထဲမှာဓာတ်ပုံ video file PDF တွေနဲ့အသံစာအုပ်တွေကိုတင်စီထားနိုင်တယ်ဆိုတာသိကြရမလား။ကဲဒါဖြစ်ဘလို့တင်စီထားတာလဲရောမသိကြင်ကြဘူးလား။ကြပါရယ်အခုပဲပြုံပြုံနဲ့အတူလေ့လာလိုက်ကြမယ်နော်။ file တွေကို memory ကနေပြီးတော့တင်စီတဲ့အခါမှာခန်းနံပါတ်တွေအနေနဲ့တင်စီပါတယ်။လူသားတွေမှာတော့ခန်းန်းတွေကိုရည်ထွက်တဲ့အခါမှာအသုံးပြုကိုလက်ချောင်း၁၀ချောင်းရှိကြပါတယ်။ဒါပေမဲ့ကွန်ပျူတာမှာတော့လူသားတွေလိုလက်၁၀ချောင်းမှမရှိတာ။ဒီတော့ကွန်ပျူတာတွေအထက် binary လို့ခေါ်တဲ့0နဲ့1ခန်းန်းနှစ်ခုကိုအသုံးပြုပြီးတော့ရည်ထွက်တင်စီပါတယ်။လူသားတွေအသုံးပြုတဲ့0ကနေ9အထိအင်္ဂဏန်ကိုတော့ decimal လို့ခေါ်ပါတယ်။ ကွန်ပျူတာတွေအသုံးပြုတဲ့ binary ကိန်းဂဏန်းကိုတော့ bit လို့ခေါ်ပါတယ်။ bit အရေအတွက်ရှစ်ခုပေါင်းထားတဲ့အစုကိုတော့ byte လို့ခေါ်ရမှာပါ။ကွန်ပျူတာတွေမှာ binary ကိန်းဂဏန်း0နဲ့1ကိုအသုံးပြုနိုင်ဖို့ transistor တွေပါဝင်ပါတယ်။ transistor ဆိုတာကတော့သူ့တွေကိုလျှက်စစ်စွမ်းရည်စီဝင်ရင် binary ကိန်းဂဏန်း0နဲ့1ကိုထုတ်ပေးနိုင်တဲ့လျှက်စစ်မီခလုတ်လေးပဲဖြစ်ပါတယ်။ transistor ကနေလျှက်စစ်စီရဲ့1လို့ memory ရဲ့မှာတင်စီပြီးတော့မကြီးစင်းရင်တော့0လို့တင်စီပါတယ်။အဲ့လိုမျိုး transistor လေးတွေအများကြီးအများကြီးစုပေါင်းနေပြီးတော့ binary ကိန်းဂဏန်းလေးတွေကိုချုပ်ခါ computer memory ရဲ့မှာ file တွေကိုတင်စီတာပဲဖြစ်ပါတယ်။ကဲဒီနေ့မှာတော့ပြုံးပြုံးက computer မှတ်ဉာဏ် computer memory ဆိုတာပါလဲ။ ကွန်ပျူတာထဲမှာ memory အဖြစ်အသုံးပြုနိုင်တဲ့စက်ပစ္စည်းတွေအကြောင်းနဲ့ကွန်ပျူတာ memory ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတရားရှင်းပြပေးခဲ့တာပါ။ဒါဆိုရင်နောက်လာမယ့် video တွေမှာလည်းပြုံပြုံနဲ့အတူကွန်ပျူတာနဲ့ပတ်သက်တဲ့ဘယ်လိုအသိပညာဗဟုသုတတွေကိုထပ်မံမျှဝေသွားမလဲဆိုတာကိုဆက်လက်ဆောင်မျှော်လေ့လာကြမယ်နော်။အားလုံးပဲခင်ဗျစိုက်ကြပါရှင့်။